ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ Lorry ကတော့ကျွန်တော်တို့ Amorin ရဲ့တနည်းပြေမှာ Amorin Manchester United နဲ့နီးပြားဖြစ်တာတနည်းပြေမှာတော့သူအတင်းနဲ့ပတ်သက်တဲ့ details နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပေါ့နော် article တစ်ပုဒ်သူရေးထားတယ်ဒီထဲမှာဆိုလို့ရှိရင် Jason Wilcox ကနီးပြားဖြစ်တဲ့ Ruben Amorin အနေနဲ့သူ့ရဲ့343 formation base ကိုပြောင်းမပြောင်းနဲ့ပတ်သက်ပြီးတော့သူဆွေးနွေးတာတွေရှိခဲ့တယ်ပေါ့နော် Amorin အနေနဲ့ပြောချင်တာကတော့ဗျာမင်းလက်ရှိ 3421 formation ကိုပြောင်းမှလာပေါ့เนาะဒါဒီနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတာမျိုးတွေကျွန်တော်ရှိခဲ့တယ်ပေါ့ဟိုဒါကတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲ Amorin ရဲ့ system Amorin ရဲ့ base formation ဟာလက်ရှိအလုံးမဖြစ်ဘူးပေါ့ကစားမအများစုနဲ့အံဝင်ခွင့်ချမဖြစ်ဘူးဆိုပြီးတော့ဟိုရလက်အတီအရဝေဖန်ထားကြတဲ့ကာလတွေအများကြီးရှိခဲ့တဲ့ခါကျတော့ဒီလိုမျိုးတွေပါတရင်ထွက်ခဲ့တာဆိုတော့ဟို Jason Wilcox ကလက်ရှိဒီ Lori Wynn ဝယ်ရေးထားတာဆိုလို့ရှိရင်ပေါ့နော် Jason Wilcox အနေနဲ့ သူဟာ Manchester City အရန်ကိုစုမှုခဲ့တဲ့ဒီလိုမလား433 formation ကိုအရန်နှစ်သက်တဲ့သူတရားအဖြစ်ဒါတိထားရတယ်ပေါ့နော်။ဒါအပြင် Dan Ashworth ထွက်ခွာသွားပြီးတဲ့နောက်မှာဒီ Jason Wilcox ကအသင်းရဲ့လေ့ကျင့်ခန်း training session တွေမှာတောင်မှသူဟာအနီးကပ်စောင့်ကြည့်မှုတွေသူအများကြီးရှိခဲ့ပြီးတော့ဒီနီးဟိုနီးပြဖြစ်တဲ့ Ruben Amorim နဲ့လည်းဒီ3421 formation ကိုပြောင်းနိုင်မပြောင်းနိုင်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တာတွေကျွန်တော်ရှိတယ်ပေါ့နော်အဲ MOD နဲ့လည်း နေ့စဉ်ဆိုသလိုဆက်သွယ်မှုတွေသူ့မှာရှိတယ်စကားပြောတာတွေရှိတယ်ဆွေးနွေးတာတွေကျွန်တော်ရှိတယ် training session တွေမှာလည်းသူအနီးကဆောင်ကြည့်တယ်ဆိုတော့433ကိုသဘောကျတဲ့သူတယောက်လည်းဖြစ်တယ်ပေါ့ Jason Wilcox ကဆိုတော့ MOD အနေနဲ့ပေါ့နော်ဒီ3421 formation ကိုအပြောင်းလဲလုံနိုင်ခြင်းရှိသလားနဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးခဲ့တာတွေပါသူရှိတယ်ပေါ့ဒါပေမဲ့လို့ MOD ရဲ့ဘက်ကတော့ပေါ့နော်အမြဲလိုလိုသူတုံ့ပြန်နေကြဖြစ်တဲ့ဟိုထားပါတော့သူ့ရဲ့3421 formation ကဖြည်းဖြည်းချင်းနဲ့ပေါ့နော် တိုးတက်လာတာနဲ့အမျှဖြည်းဖြည်းချင်းပြောင်းလဲလာမှာဖြစ်တယ်ဆိုပြီးတော့ပြန်ပြန်တုံ့ပြန်ခဲ့တာမျိုးတွေကျွန်တော်ရှိတယ်။ဒါအပြင်လည်းလို့စေကျွန်တော်တို့အရန်ကိုဟိုဒီယာဒီစာ crisis ကာလတွေဖြစ်ခဲ့တဲ့ဘောနော်ဟို greensby ကိုရှုံးတာဘာညာနဲ့ပတ်သက်တာအဲ့ဒီနောက်ပိုင်းပွဲတွေနဲ့ပတ်သက်လို့ရှိရင် MO ရင်ပြောပြောနေတဲ့ပုတ်ရဟန်းမင်းတောင်မှသူ့ရဲ့လက်ရှိ4-3-4-2-1 formation ကိုပြောင်းလဲအောင်လုပ်လုပ်လို့မရဘူးဆိုတဲ့အများကြီးပြောခဲ့တာတွေကျွန်တော်ရှိတယ်။ဆိုတော့ဒါကြောင့်ဘောနော်ဒါတွေကဘယ်လိုပြောမလဲဒီတိုင်ပတ်တဲ့ဒီယာဒီစာကာလတွေအပြီးမှာ MOD ရဲ့3421 formation ကိုကျွန်တော်တို့ဒါအပြောင်းလဲလုပ်ဖို့နဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တဲ့ကျွန်တော်ကာလတွေလို့ကျွန်တော်ပြောလို့ရတယ်ဒါကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒီ formation ဟာ MOD အနေနဲ့ပေါ့နော်အများကြီးတည်ထားစရာကျွန်တော်ဖြစ်နေပြီပေါ့ဒါပြည်သက်တွေကြားတဲ့ဟိုပြီးလို့ရှိရင်ကျွန်တော်တို့ဟိုဗာလဲ journalist တွေကြားတဲ့ media တွေကြားတဲ့မှာရင်သူ့ရဲ့ formation ကဒါကဘယ်လိုပြောမလဲတန်တရားဖြစ်ခံတဲ့အနေထားမှာမကတော့ဘူးအတင်းရဲ့ကျွန်တော်အနေနဲ့ပေါ့နော်နီးစနစ်ဒါလိုက်တာတွေအထိပါမင်းရဲ့3421အခြေအနေကဘယ်လိုလဲ နော်အပြောင်းလဲဖြစ်မှာလားအလုပ်ဖြစ်မှာလားဆိုတဲ့ပုံစံမျိုးကျွန်တော်မေကွန်ထုတ်ခံတဲ့အနေအထားတွေဒီပါကျွန်တော်ရှင်းနေပြီဒါဟာ MODIN အတွက်တွေးကြည့်ရရင်ဘယ်လိုပြောမလဲအဆင်မပြေဘူးလို့ပြောရမယ်ဘာလို့လဲဆိုတော့ MODIN ကတကယ်တမ်းပြောရရင်ပဲကျွန်တော်အဲ့လိုမျိုးဝေဖန်တဲ့သူတွေကိုတွားပြီးတော့အပြစ်မြင်လို့တော့မရဘူးသူရဲ့ base formation မှာကျွန်တော်အလုပ်မဖြစ်တာတွေကများတယ်ပေါ့နော်အဲ့ဒါကြောင့်လဲကျွန်တော်တိုင်ပက်ခဲ့တာတွေကလာတွေကျွန်တော်အများကြီးရှိတယ်ပြီးခဲ့တဲ့တစ်ပတ် international break ကစပြီးတော့အဆင်ပြေပြေလာတာမျိုးတွေတူးတက်လာတာမျိုးတွေကျွန်တော်တွေ့ရတယ်ပေါ့တော်တော်လေးပဲ ရလက်တီဒါကျွန်တော်ကောင်းနေတယ်တကယ်တကယ်ကွင်းနေမှာဆိုရင်ကိုအတင်းဟာပြိုင်ဘက်ကိုဖိဖိစီစီကစားနိုင်တာမျိုးအတင်းကြီးတင်းရဲ့အသွင်ပြင်နေစောင်းနိုင်တာမျိုးတွေကျွန်တော်လုံးဝမရှိဘူးမရှိတော့သူ့ရဲ့ formation နဲ့ပတ်သက်ပြီးတော့ဟိုဝေဖန်နာတွေကရှိနေတော့မယ်ပြီးလို့ရှိရင်သူ့အနေနဲ့ပေါ့နော်လောင်းဘောတွေကောင်တာ attack တွေလောက်ပဲကစားနေတာမျိုးတွေကဘလူးမှန်ပေါ့နော်အတင်းကြီးတင်းရဲ့အသွင်ပြင်နေရှိမနေတာပြိုင်ဘက်ကိုဖိမကစားနိုင်တာကစားမကောင်းအများစုလုံးဝသူ့လက်ရှိ formation နဲ့အဝင်ခွင့်ချမဖြစ်တာ ခန်းစင်၅ရောက်ထားကစားပြီးမဲ့လို့ဂိုးဒီပြီးနေရတာဒါဒီနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေကတိတ်မသွားသေးဘူးတကယ်လည်းပဲဝေဖန်စရာကာလတွေရှိနေတာမျိုးတွေကြောင့်ပေါ့နော်အဲကြောင့် MOD ကတော့ဟိုသူ ready ဖြစ်ပြီလို့ထင်တဲ့အချိန်ပေါ့နော်သူအတင်းရဲ့ကစားသမားတွေသူအတင်းကစားမားတွေအတင်းလိုက်ကစားတဲ့ပုံစံတွေက ready ဖြစ်ပြီလို့ထင်တဲ့အချိန်မှာ3421 formation ဟာဖြည်းဖြည်းချင်းနဲ့ပြောင်းလဲလာမယ်ပေါ့နော်ဒါအပြင်ဟိုလေ့ကျင် training session တွေမှာဆိုလို့ရှိရင်လည်းအမြဲတမ်းကြီးမဟုတ်ပြီမဲ့တချို့ဟိုဗာလဲဒီ play ကန်နာတွေမှာဆိုလို့ရှိရင် လေးသုံးသုံးနဲ့ပါကျွန်တော်ပြောင်းလဲပြီးတော့ကစားလာတဲ့ training ဆင်းလာတဲ့ကန်တာလေးတွေပါကျွန်တော်ရှိလာပြီပေါ့ဆိုတော့ဒါမျိုးတွေကျွန်တော်ပြောထားတယ်ဆိုတော့ဖိဖိချင်းနဲ့တော့ပြောင်းလဲလာမယ်လို့ကျွန်တော်ပြောရမှာပေါ့သူပြောပုံရဆိုလို့ရှိရင်ပေါ့နော် Ammonia 342မှ3421လောလောဆယ်တော့သုံးနေဦးမှာပဲဒါပေမဲ့လည်းလို့တကယ်တကယ်ပေါ့နော်ကျွန်တော်ထားပါတော့တကယ်တကယ်ကစားကြတဲ့အခါကွင်းထဲမှာသူ့ရဲ့ base formation ကပြောင်းလဲသွားတာ၄အများကြီးရှိတယ်ဗျာကျွန်တော်တို့ကျွန်တော်3421နဲ့ကျွန်တော်ပုံမှန်ပွဲတွေเนาะ line up တွေကျွန်တော်ထွက်နေတယ်ဒါပေမဲ့တကယ်တကယ်ကစားတဲ့အခါ ကျွန်တော်တို့ကဟို3 3 2 5တွေကျွန်တော်ဖြစ်ကောင်းဖြစ်သွားတယ်တိုက်စစ်စင်တဲ့အခါမှာနော်ဝင်းဘတ်စ်နှစ်ယောက်ကရှိကို push လုပ်တာတွေနဲ့ပေါ့နော်3 3 2 5တွေကျွန်တော်ဖြစ်သွားတယ်316တွေကျွန်တော်ဖြစ်သွားတယ်နော်ကိုတင်းရဲ့ခြေထဲမှာဘောလုံးမရှိတော့တဲ့အချိန်မှာဆိုလို့ရှိရင်541တွေကျွန်တော်ဖြစ်သွားတယ်အရင်လိုမျိုးအရန်စုပ်ပြတ်တက်နေပါတယ်ဆိုတော့523 base form ဟိုဗာလဲ out of position shape တွေဘာတွေမဟုတ်တော့ဘဲနဲ့541တွေပြောင်း တကယ်ကြည့်လိုက်တဲ့ဖြည်းဖြည်းချင်းအရာတွေပြန်ပြီးတော့ယူဆောင်လာတယ်ဒါမျိုးလေးတွေကျွန်တော်တွေ့လာပြီပေါ့နော်ဆိုတော့ MOD ကဒီလိုမျိုးပြောင်းလဲလာမယ်အသင်းရဲ့ကစားပုံပေါ်မူတည်ပြီးတော့ပြောင်းလဲလာမယ်ဆိုတာမျိုးကိုသူပြောတဲ့သဘောမျိုးပါဒါပေမဲ့လို့အနီစနစ်ဒါရိုက်တာကိုရိုင်ကပါဒီသူ့ရဲ့ formation နဲ့ပတ်သက်ပြီးတော့မေးခွန်းထုတ်လာတာတွေကိုကျွန်တော်ကြည့်ရင်เนาะကျွန်တော် MOD တွက်ကတော့ပေါ့နော်အလုပ်ဖြစ်ရင်ဖြစ်မဟုတ်ရင်တချိန်တချိန်ချိန်တော့မင်းပြောင်းလဲရတော့မယ်ဆိုတဲ့သဘောမျိုးကျွန်တော်ဖြစ်နေပြီဆိုတော့ညီကလေးအနေနဲ့ရောဘယ်လိုမြင်ကြလဲညီပြတယောက်ကသူ့ idea နဲ့သူအလုပ်လုပ်နေတဲ့အချိန်မျိုးမှာ အလုပ်ဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေနီးစနစ်တာနေတာတယောက်ဖြစ်သူကဓာမျိုးကြီးဝင်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဟိုနောက်ဆက်တင်နေလို့ညီကတို့ထင်ကြလားဒါမှမဟုတ်ဆိုလို့ရှိရင်လည်းအလုပ်ဖြစ်မနေတဲ့အတွက်နီးစနစ်တာရတယောက်နေတယ်ဓာမျိုးပြောတာဟာတင်းတော်လေးလို့ညီကတို့ထင်ကြလားဒါဘာလို့လဲဆိုတော့ဟို MODing က formation အစွဲကြီးတာလဲပါမှာပေါ့တခြားနီးပြတွေနဲ့စာလို့ရှိရင်ဟာတခြားနီးပြတွေက formation အမျိုးမျိုးပြောင်းနေပြသေးလားသူတို့ရဲ့ idea တွေဒါကျွန်တော်မပြောင်းတာပေါ့နော် Guardiola ဆိုလို့ရှိရင်လည်း formation မျိုးမျိုးနဲ့ကစားတယ် အာဒီတာလည်း formation မျိုးမျိုးနဲ့ကစားတယ်အာနီစလို့လည်းဒီတိုင်းပဲ433 423တချာမှာအပြောင်းလဲတွေလုပ်တယ်ပေါ့သိတယ်မလားနော်သူဆိုလည်းပဲ MOD ကတော့ formation ကအစွဲလန်းကတော့သူကကြီးတယ်ဆိုအဲ့လိုမျိုးဆိုတော့ညီကတို့ဘယ်လိုမြင်ကြလဲ MOD နည်းနဲ့တကယ်ပြောင်းလဲလာလိမ့်မယ်လို့ရောညီကတို့ထင်ကြလားဒါမှမဟုတ်အသင်းဟာဒီထက်ပိုပြီးတော့ကောင်းနိုင်စွမ်းရှိတယ်လို့ညီကတို့ထင်ကြလား3421 formation နဲ့ပဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်